်မင်္ဂလာပါရန်သူလက်နဲ့ကိုလက်နဲ့ဆိုတဲ့နိပြူဟာအတိုင်းလက်ရှိစစ်ခွေး80လောက်တည်ခဲ့ရတဲ့ခင်ဦးတိုက်ပွဲကနေရရှိတဲ့လက်နက်တွေကို ပြည်သူကိုပြန်လည်ကာကွယ်နိုင်ဖို့အတွက်ပြည်သူကာကွယ်တပ်ဖွဲ့တွေကိုဂုံပြုတ်ပေးအပ်တဲ့အခမ်းအနားကိုကျင်းပလိုက်ပါပြီဒီမြင်ကွင်းကအင်မတန်ပြည်သူတွေအတွက်အားရစရာမြင်ကွင်းတစ်ခုပါဘာဖြစ်လို့လဲဆိုတော့ဒီလက်နက်တွေဟာဒီခင်ဦးတိုက်ပွဲမ မတိုင်ခင်အချိန်အထိပြည်သူကိုတပ်ဖြတ်မဲ့လက်နက်တွေဖြစ်နေကြပါလက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်အာဏာသိမ်းစစ်သားတွေကင်ထားတဲ့လက်နက်မှန်သမျှဒီဘယ်တိုင်းတစ်ပါးတားကိုမှပြစ်နေခတ်နေတာမရှိပါဘူးမြန်မာနိုင်ငံမှာမွေးမြန်မာနိုင်ငံမှာကြီးပြီးမြန်မာရေကိုတောက်ပြီးကြီးကြီးလာတဲ့မြန်မာနိုင်ငံသားတွေကိုပြစ်နေခတ်နေတတ်နေတာပါ အဲ့ဒီပြင်းနေခန့်နေတက်နေတဲ့နေရာမှာခေါင်းစဉ်အမျိုးမျိုးတက်နေတာအကျန်းဖက်တောင်းညာဒူတို့ဘာတို့ညာပေါက်ပန်း60ပါးသက်ရှိတဲ့ခေါင်းစဉ်တွေတက်နေပြင်မဲ့လုံရက်ကိုချုံကြည့်လိုက်မယ်ဆိုရင်ဘောက်တာတီပနိုင်ငံသားကိုတက်နေပြင်းနေတာမဟုတ်ဘူးမြန်မာနိုင်ငံသားတွေကိုပြင်းနေတာဒါပေမဲ့ခင်ဦးတိုက်ပွဲမတိုင်ခင်ထိအဲ့ဒီခင်ဦးမှတိုက်ပွဲမှာပါဝင်ခဲ့တဲ့လက်နက်တွေဟာပြည်သူကိုတက်နေတဲ့လက်နက်တွေဖြစ်ပေမဲ့ခင်ဦးတိုက်ပွဲမှာပြည်သူကာကွယ်ရေးဘော်တွေဟာစစ်ခွေးအကောင်80လောက်ကို တုတ်တင်ရှင်းလင်းနိုင်ပြီးတဲ့နောက်မှာပြည်သူကိုဒုက္ခပေးတဲ့လက်နက်ကနေဟောအခုဘာပြန်ဖြစ်ပြီပြည်သူကိုကာကွယ်တဲ့လက်နက်ဖြစ်ပြီဘလောက်မင်္ဂလာရှိတယ်ဘလောက်ကြက်တည်ရှိတယ်ဟမ်ကျွန်တော်တို့တိုင်းပြည်အတွက်ဒီလိုကာကွယ်မဲ့လက်နက်တွေအများကြီးလိုအပ်တယ်ကျွန်တော်တို့တိုင်းပြည်အတွက်ဒီလိုကာကွယ်မဲ့တူရဲကောင်းတွေအများကြီးလိုအပ်ပါတယ်ကျွန်တော်တို့တိုင်းပြည်ဟာအခုဆိုရင်မတရားဖမ်းဆီးခံထိတယ်မတရားတပ်ပြတ်ခံထိတယ်ဒီမျိုးစုံနှိမ့်သက်ခံထိတယ်အပျော်အပါးနဲ့ ်နော်အာယုံတွေလွှဲပြီးတော့ဖြစ်စည်းခံထားရတယ်အကြောက်တရားနဲ့ခြောက်ချောင်းလှုပ်ထားရတယ်မီးရှို့ခံထားရတယ်မီးမျိုးစုံနှိမ့်ဆက်ခံရတယ်ဘုံနဲ့ကျဲလို့နှိမ့်စင်ရက်ဆက်မမြင်ချင်မအဆုံးခလေးတွေတေးတာယူမလားဘာသာရေးဒီဖုံကြီးတွေပြန်တော်မူတာယူမလားနီးလန်းမျိုးစုံနဲ့နေ့တိုင်းဒုက္ခပေးနေရတယ်အဲ့တော့အဲ့ဒီလက်နက်တွေအားလုံးကဘာလုပ်နေတာလဲပြည်သူကိုတတ်ဖြတ်နေကြတာကြိုက်တဲ့ခေါင်းစဉ်ပေးအဆုံးတိုက်ရက်လက်ကိုချုပ်ရင်းကြီးလိုက်မယ်ဆိုရင်မလုပ်ရဘူးပြည်သူကိုတတ်တာပဲ ဟုတ်တယ်နော်အဲ့တော့ပြည်သူကိုတတ်တဲ့လက်နက်တွေကနေအခုတော့ပြည်သူကိုကာကွယ်တဲ့လက်နက်ဖြစ်သွားပြီကျွန်တော်သတင်းလေးဖတ်ပြပါမယ်အကြမ်းဖက်စစ်တမစစ်သား80ဝန်းကျင်တေဆုံးခဲ့တော့ခင်ဦးတိုက်ပွဲမှာတိစေရရှိခဲ့တော့လက်နက်ခဲယမ်းများကိုတော်လိုင်းရဲဘော်များထံသို့ဂုံပြုတ်ချင်းမြင့်လိုက်ကြောင်းခင်ဦးမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ပကဖမှတော်လိုင်းသတင်းကြီးကရန်ကုန်ခေတ္တသတင်းဌာနကပြောဆိုတယ်ဒီသမားကနှစ်ရက်နဲ့ခင်ဦးမြို့နယ်မြို့နယ်ပကဖတိုက်ပွဲအတွင်းတိစေရမ်းပြီးတော့စစ်လက်နက်များအနက်မှအမေ1 တနတ်၁၀လက်နဲ့ဂျီ3တနတ်၄လက်အပါဝင်စူပေါင်းတနတ်၁၄လက်ကိုတိုက်တဲ့ပကဖများနဲ့ UG ပကဖများကိုအတိမတ်ပြုဂုံပြုချင်းမြင့်ပေးရကြောင်းသိရှိရတယ်။တိုက်ပွဲမှာရတဲ့လက်နဲ့ခဲရနဲ့စစ်သုံးပစ္စည်းတွေကိုခွဲဝေပေးတာပါဟုခေဦးမြို့နဲ့ပကဖမှသတင်းထုတ်ပြန်ရှင်းပြပါတယ်။နိုဝင်ဘာလ၂၃ရက်နေ့မွန်လွယ်၁၂နာရီခန့်တွင်ခေဦးမြို့နဲ့မုံလှကြီးရအတွင်း၄ရက်ကြာယာရီတက်ဆွဲအထိုင်ချထားတော့ အကြံဖက်စစ်တပ်ဒီပြင်တောင်ပြူစောတိရွာတို့အင်အား180ခန်းဖြင့်ထွက်လာစဉ်တော်လန်ရဲတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ပြီးရင်းတိုက်ပွဲတွင်စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြတ်သွားခဲ့ပြီးရင်းတိုက်ပွဲအတွင်းစစ်သား80ဝန်းကျင်တေဆုံးကလက်နက်26လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပြီးတော်လန်ရဲရဲဘော်များထံသို့စစ်လက်နက်ပစ္စည်းများပေးအပ်ပွဲတို့မြို့နယ်ပကဖတာဝန်ခံပကဖဒုတာဝန်ခံအင်အားစုဖွဲ့လက်ကျင်ရေးတာဝန်ခံလက်နက်တာဝန်ခံ ကူကယ်တာဝန်ခံဆက်သွယ်ရေးတာဝန်ခံတည်င်းတာဝန်ခံပကဖဗန္နာရေးပကဖယုံအဖွဲ့မှုနှင့်ပကဖတက်စိတ်မှုတို့မှအတီးတီးဂုံပြုချင်းမြင့်ပေးအပ်၍တိုက်နယ်တတိုက်နယ်နှစ်တိုက်နယ်တုံတိုက်နယ်လေတိုက်နယ်ငါပကဖခေါင်းဆောင်ဒုခေါင်းဆောင်နှင့်အဖွဲ့များယူဂျီပကဖခေါင်းဆောင်နှင့်အဖွဲ့များတက်ဆိုင်ရန်ပကဖရဲဘော်များမှအတီးတီးလက်ခံရယူခဲ့ကြကြောင်းသိရှိရသည်ခင်ဦးမျိုးနယ်အတွင်တော်လှန်ရေးတပ်များက တိုက်ခိုက်ချိန်မိုးခဲ့တော့စစ်တပ်စစ်ကြောင်းမှကမ်းဘလူးမြို့နယ်မှနီးပြူဟာ332ခမာယ13လုံးကမ်းဘလူးပြူစောတိများဖြင့်စုဖွဲ့ထားခြင်းဖြစ်ပြီးရင်းစစ်ကြောင်းကိုအမှတ်နှစ်ရွှေဘိုခရိုင်အမှတ်တုံးတက်ရင်ခင်ဦးမြို့နယ်ပကဖတိုက်နယ်1တိုက်နယ်2တိုက်နယ်3တိုက်နယ်4တိုက်နယ်5ပကဖများခင်ဦးမြို့နယ်ပလဖပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရတယ်ကဒါကတော့တည်င်းထဲမှာပါတဲ့ အားလေးကိုကျွန်တော်ဖတ်ပြတာပါအဲ့တော့လက်ရှိကျွန်တော်တို့နိုင်ငံမှာ2021ဖေဖော်ဝါရီလတရက်နေ့တည်းကစပြီးတော့ပြည်သူကိုကာကွယ်ရမယ့်လက်နက်တွေဟာပြည်သူဘက်ကိုတနက်ပြောင်းပြန်လှည့်ခဲ့ကြတာအခုဒီနေ့2025ဒီဇင်ဘာလထဲကိုရောက်လာခဲ့တဲ့အချိန်ထိမပြည့်ပြတ်သေးပါဘူးအဲ့တော့ပြည်သူဘက်တနက်ပြောင်းပြန်လှည့်နေတဲ့ကြီးတွေပြောင်းနေကိုအခုလိုမျိုးပကပတွေပလပတွေအားလုံးကစုပေါင်းပြီးတော့ကာကွယ်ဖို့လိုအပ်ပါတယ်အဲ့လိုကာကွယ်တဲ့နေရာမှာ တစ်ဖက်ကတနတ်ပြောင်းဖြစ်တဲ့အတွက်တနတ်ပြောင်းပြောင်းခြင်းပဲကျွန်တော်တို့ကာကွယ်လို့ရပါမယ်တစ်ဖက်ကတနတ်ပြောင်းထက်လှည့်ထားတာကိုကျွန်တော်တို့ကဒုံးနဲ့သွားရိုက်ပြီးဓာတ်နဲ့တက်ခုတ်လို့မရတဲ့လို့လက်တုံးချောင်းထောင်ပြီးစကားပြောလို့လည်းမရခဲ့ပါဘူးကျွန်တော်တို့တွေပြောခဲ့လို့ပဲဘွားတွေရင်းခဲ့ရတာတော်တော်များပါပြီအခုကြတော့ပြည်သူကိုတက်ဖြတ်နေတဲ့လက်နက်ကနေဘာဖြစ်တာလဲပြည်သူကိုကာကွယ်တဲ့တက်နဲ့ဖြစ်လာတာပါဒါဟာတနိုင်ငံလုံးမှာဒီတိုင်းနဲ့ကျွန်တော်တို့မျိုးဥတော်နိုင်ငံမှာအားကောင်းထားတာပါဘုကြောင့်ထွန်းမြတ်နိုင်တဲ့အင်တာဗျူးတစ်ခုမှာဖြေထားတာရှိပါတယ် အဲ့ဒါဘလို့ဖြည့်ထားလဲဆိုတော့လက်ရှိတော်လိုင်းရင်းမှာတဲ့မိတို့တွေလက်နက်တွေခဲရန်တွေများစွာရကြတယ်ဘယ်လမ်းကြောင်းတွေရရပြီဘလို့ဘယ်နေရာတွေရကြတယ်လို့အင်တာဗျူးမေးတဲ့အဲမေးခွန်းနေရာမှာအဓိကကျွန်တော်ຫນွေဦးတော်လိုင်းရင်းမှာတိုင်းသား EAO တွေအပါအဝင်လက်နက်ခဲရန်တွေအဓိကပံ့ပိုးကူညီပေးတာကတော့မင်းအောင်နိုင်တဲ့ဖြစ်ပါတယ်ဆိုတာကိုလည်းဘုရုပ်ထုံးမဲ့နိုင်တယ်ပြောထားပါတယ်ထို့နည်းတူပဲလက်ရှိလဲတနိုင်ငံလုံးမှာတော်လိုင်းအင်အားစုတွေတက်စင်ထားတဲ့အ ਨੇ ဆုံးလက်နက် ကျွန်တော်အနေနဲ့ခံမှန်းကြည့်မယ်ဆိုရင်တော့အဲ90ရာခိုင်နှုန်းနောက်ကဒီအကျန်းဖက်အာနာတိန်စစ်တပ်ကနေပြန်လည်ပေးအပ်ထားတဲ့လက်နက်တွေဆိုတာတော့တိကျပါတယ်အဲ့တော့ဒါဟာလည်းကျွန်တော်တို့တိုင်းပြည်အတွက်အောင်ပွဲတွေပါဘာဖြစ်လို့လဲပြည်သူကိုလှည့်ထားတဲ့ပြောင်းတွေကပြည်သူဘက်ကိုပြန်ကာကွယ်ပေးလို့ပါအဲ့တော့နောက်ထပ်တနင်္ဂနွေလုံးမှာအခြားတော်စစ်သားတွေအကင်ထားတဲ့လက်နက်တွေပါပြည်သူကိုကာကွယ်တဲ့လက်နက်ဖြစ်အောင်လို့ကျွန်တော်တို့တွေအများကြီးရုံးရပါအောင်မယ်နော်စိတ်ပြက်နေလို့စိတ်ညစ်နေလို့မရပါဘူးဒီနေရာမှာ အခုဒီသတင်းထဲမှာရေးထားတဲ့ထဲမှာသတိထားမိတာမသိဘူးတာဝန်ခံမြို့နယ်ပကဖတာဝန်ခံဒုတာဝန်ခံဘာတာဝန်ခံညာတာဝန်ခံဆိုတဲ့စကလုံးအင်မတန်ကောင်းပါတယ်စကလုံးအတုံးနှုံးနေမှာလဲကျွန်တော်တို့တွေကတက်ရောက်မှုတွေရှိပါတယ်လက်ရှိတာဝန်ခံဆိုတဲ့စကလုံးနဲ့ခေါင်းဆောင်ဆိုတဲ့စကလုံးဖြစ်နိုင်မယ်ဆိုရင်ဒါကျွန်တော်ရဲ့ပုတ်ပုတ်ကလေးကပေါ့နော်တောင်းဆိုမှုလေးပါတိုင်းတက်ဖွဲ့တော်နိုင်မှာပါဝင်နေတဲ့သူတွေအနေနဲ့တာဝန်ခံဆိုတဲ့စကလုံးတွေကိုတောင်းတောင်းသုံးပင်းစေခြင်းပါတယ် မနေ့ကကျွန်တော်တို့အခုဒီနေ့မှာကျင်းပမယ်အဲတိန်းတသောကံပိန်းပေါ့နော်အဲ၆မြို့နယ်ရဲ့တိန်းတသောကံပိန်းအတွက်ညကကျွန်တော်တို့အပိသက်အစည်းအဝေးကျင်းပပါတယ်အပိသက်အစည်းအဝေးကျင်းပတဲ့အချိန်မှာအဲတော့နာမည်တွေထည့်မှာပေါ့အဲအဲ့ဒီမှာအဲကံပိန်းအတွက်အပြည့်စကားပြောမယ်ကိုစီ Union Brother အဖွဲ့ကောင်းဆောင်လားဥက္ကဋ္ဌလားတာဝန်ခံမဲ့ထည့်ပါကိုစီ Union Brother တာဝန်ခံရတယ်တာဝန်ခံဆိုတဲ့စကားဒီဘာလဲဆိုတော့ ကောင်းကျိုးဆိုးကျိုးကိုတောင်းဝင်ခံမှာเนาะတောင်းဝင်ခံဒီကျွန်တော်တို့ကအာနာရတာမဟုတ်ဘူးလုံပိုင်ခွင့်အခွင့်အရေးရတာမဟုတ်ဘူးကျွန်တော်တို့ဓာကြီးရဲ့ကောင်းကျိုးဆိုးကျိုးကိုခံမှာကျွန်တော်တောင်းဝင်ခံပါတယ်ဘလို့တတ်သိရှိတဲ့စကားလုံးနဲ့ဟုတ်တယ်နော်အကျွန်တော်တောင်းဝင်ခံပါတယ်ကျွန်တော်အာမခံပါတယ်ဒီဟာရဲ့ကောင်းမွေဆိုးမွေကျွန်တော်တောင်းဝင်ပါမကောင်းလာရင်လည်းကျွန်တော်တောင်းဝင်ပါကောင်းလာရင်လည်းကျွန်တော်တောင်းဝင်ဘလို့ယုံကြည်မှုပြည့်တဲ့စကားလုံးနဲ့ ။နောက်ပြီးတော့အာနာယူဝမဲ့ဘက်ယာရုယူဝမဲ့ဘက်ကိုလည်းကျွန်တော်တို့သွားစရာမလိုဘူး။တောင်ဝင်ခံဖြစ်တဲ့အတွက်နံပါတ်၁စိုးမွေတော့ကျင်းနေရှိတယ်။အဲ့ဒီစိုးမွေခံရတော့ဟုတ်တယ်နော်အခုလက်ရှိထိုင်းနိုင်ငံမှာကျွန်တော်တီထောင်ပြီးတော့လှုပ်ပေးထားတဲ့ PSC နှုတ်ဝက်ရှိတယ်နော်ဒါစတင်ဖွဲ့စည်းတဲ့အချိန်မှာကိုအောင်တော်တို့ဘာလို့အကုန်ပါတော့ပေါ့အခုတော့လက်ရှိမှာတာဝန်ခံဒီကျွန်တော်တယောက်ပဲဒီ PSC နှုတ်ဝက်ကောင်းမွေစိုးမွေတာဝန်ဝန်ခံမှာကျွန်တော်ဒီ PSC နှုတ်ဝက်တိုင်းပြည်တို့အကျိုးရှိတို့ပြည်သူတွေ1 1 1တာအားပေးတဲ့ အာလက်ခုပ်တီးတဲ့ဂုံပြုတ်တယ်အဲ့ဒီအာပေးမှုကိုလည်းခံစားမှာကျွန်တော်ပဲအေးဒီ PSC နှစ်ဝက်ကြောင့်အာအခြားတိုက်ခိုက်မှုမျိုးစုံဖမ်းဆီးမှုမျိုးစုံစသည်မမြင်ထုတ်ပြောလို့မရတဲ့ပြဿနာမျိုးစုံလည်းရှိတယ်ဒါတွေအားလုံးကစိုးမိုးခံမှာလည်းကျွန်တော်ပါပဲเนาะအဲ့တော့အဖွဲ့အစည်းတွေမှာခင်ဗျားကပြောသလိုတာဝန်ယူထားတဲ့သူတယောက် ကတာဝန်ယူမှုတာဝန်ခံမှုရှိဖို့ဆိုတဲ့စကားလုံးကိုကျွန်တော်တို့အထွေထူးပြောနေကြမှာမလို့တော့စာလက်ခံတွေကမင်းကဘာရဲ့တာဝန်ခံ မင်းဟာဘန္နာရေးတောင်းနေတာမင်းဟာစီယုံရေးတောင်းနေတာဒီအဖွဲ့စည်းကြီးမြတ်လာဖို့အတွက်အင်အားကောင်းလာဖို့အတွက်စီလုံးရမယ်ညီညွတ်အောင်လုပ်ဖို့အတွက်စီယုံရေးတောင်းဝင်အောင်မင်းခံထားတာဒီအဖွဲ့မှာစီယုံမှုမရှိမင်းတောင်းဝင်ရှိတယ်။အော်စီယုံမှုအားကောင်းလာရင်အာမင်းစီယုံတာကောင်းလို့ကွာကျွန်တော်တို့ကစုပေးတံပေးပါတခါတည်းရှိတယ်။ဒါကြောင့်မို့လို့အဖွဲ့စည်းတွေနေတဲ့တောင်းဝင်ခံဆိုတဲ့စကလုံးလေးကိုကျွန်တော်အင်မတန်သဘောကျပါတယ်။ဒါဟာ တော်ဆန်းစုကြည်တခါပြောသလိုပေါ့နော်အင်တာဗျူးမှာတိမှာပါအဲအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကအခုအာဏာရလာတဲ့အချိန်မှာဆိုတင်းနောက်ကမေးတဲ့အချိန်မှာ အာဏာရလာဆိုတော့ချက်ချင်းပဲမစွန့်မြတ်တော့ပြန်ပြောပါတယ်တော်ဆန်းစုကြည်ကအာဏာရလာဆိုတဲ့စကားလုံးမပြောပါနဲ့တာဝန်ယူရဆိုတဲ့စကားလုံးကိုပြောပါဆိုပဲဟာရှိပါတယ်ဒါကျွန်တော်တို့လေးစားရတဲ့ခေါင်းဆောင်တွေတဲကတယောက်ဖြစ်တဲ့တော်ဆန်းစုကြည်ကိုယ်တိုင်ဒီလိုစကားကိုလည်းပြောခဲ့ဖို့တာရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနေ့ဒွေဦးတော်လှန်ရေးမှာတက်ဆိုင်ရန်တိုင်ရင်တက်ဖွဲ့တွေအခုလက်နက်တွေကင်ထားတယ် ကျွန်တော်ရဲဘော်တွေကင်ထားတဲ့လက်နက်ဟာဘာလို့ပို့လဲပြည်သူကိုကာကွယ်ဖို့ကျွန်တော်ရဲဘော်တယောက်အနေနဲ့လက်နက်ကင်လိုက်တာနဲ့ကိုယ့်ရဲ့အတိမရှိသွားမှာငါဟာလက်နက်ကင်လိုက်ပြီငါဟာလက်နက်ကင်ထားတဲ့လူတယောက်ဖြစ်ပြီအဲ့ဒီအတွက်လက်နက်မရှိတဲ့ပြည်သူကိုငါကယိုကျေယိုတေရမယ်ဂါရဝထားရမယ်အနစ်နာခံရမယ်အောက်ချုပ်ခံရမယ်ဆိုတော့ဒီအတိတရားတွေကိုတိဖို့လိုတယ်အဲ့လိုတိဖို့အတွက်ဘာလို့လဲဒီလက်နက်ကိုတောင်းဝင်ခံပြီးကင်တတ်ဖို့လိုဒါဆိုရင်ကျွန်တော်တို့ຫນွေဥတော်လိုင်းရေးမှာ ဖောက်လွဲဖောက်ပြန်အာနာယူတဲ့ကိစ္စတွေကြီးနိုင်ငယ်ချင်းကိစ္စတွေဟုတ်တယ်မလားလက်နဲ့ရှိတဲ့လူကလက်နဲ့မရှိတဲ့လူကိုအနိုင်ကျင့်တဲ့ကိစ္စတွေဖြစ်ပေါ်လာစရာအကြောင်းမရှိပါဘူးဒါကြောင့်မလို့ကျွန်တော်တော်နိုင်ရင်တူရဲကောင်းနေလို့ပြောတဲ့စကားကြီးဘာကြောက်ပြောတာလဲစစ်တပ်ကိုပြစ်နေတိုင်းတော်နိုင်ရင်တူရဲကောင်းမဖြစ်ဘူးနော်ကျွန်တော်စစ်တပ်ကိုပြစ်တိုင်းတူရဲကောင်းမဖြစ်ဘူးစစ်တပ်ကိုပြစ်မင်းစစ်တပ်ကိုပြစ်တဲ့အစင်မရှိတယ်ဒါပေမဲ့မင်းကစစ်တပ်ကိုဘာရည်ရွယ်ချက်နဲ့ပြစ်တာလဲဘသူတွေအတွက်ပြစ်တာလဲ ဘာဟိုအနစ်နာခံပြီးပြစ်တာလေဘာဟိုတောင်းဝန်ခံပြီးပြစ်တာလေအဲ့ဒီဟာတွေရှိမှတာလေဒီလူတယောက်ဟာတူရဲကောင်းဖြစ်လို့ရတာဟာပြစ်စစ်တက်ကိုတိုက်နေတိုင်းဒီလူတူရဲကောင်းမှတော့ကိုယ့်ကိုမထင်နဲ့အဲ့ဒါဆိုမှားသွားလိမ့်မယ်စစ်တက်ကိုတော့ပြစ်နေပါရဲ့ရက်ွက်ထဲမှာတနတ်ရှိကိုကတနတ်ကင်ထားရဆိုပြီးတနတ်မရှိတဲ့လူလူဘွားဝမယ်အနိုင်ကျင့်မယ်ဆိုပြီးဘာဖြစ်လို့အဲအဲ့ဒီစစ်တပ်ထက်ပိုဆိုးတယ်ဟုတ်တယ်မလားလက်နက်ကင်ပြီးလူဘွားဝလည်းစောက်ကျင့်ကိုမကြိုက်လို့လက်နက်ကင်ပြီးတော်လှန်ကြတာ ကိုကိုတိုင်ကလူဘာဝကြမယ်ဆိုရင်ကျွန်တော်တို့တော်လှန်ရေးကဘာထုလဲခွေးကိုမကြိုက်လို့တော်လှန်တာခွေးတဲ့စိုးတယ်နေတယ်ဆိုရင်တော့ကျွန်တော်တို့အဖွဲ့စည်းတွေတို့တော်လှန်အင်အားစုတွေကဘာလို့ရဟုတ်တယ်မလားဒါကိုတိဖို့လိုတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အခုတိုင်ရင်တပ်ဖွဲ့ပကပပလာပစတဲ့ဖြင့်ပါဖနော် PDF တို့တော်လှန်ရေးမပါဝင်နေတဲ့ခေါင်းစဉ်မျိုးစုံနဲ့ local တွေပဲဖြစ်ဖြစ် ERO ရဲ့နော် COC အောက်မှာပဲရှိတဲ့ PDF ပဲဖြစ်ဖြစ်နော်အားလုံးဒီလက်နက်ကင်ထားပြီးတော့တော်လန်ရေးလို့ခံယူလိုက်တာ ਨੇ ျွန်တော်တို့တွေကဒီလိုမျိုးစိတ်သက်ခံယူချက်မျိုးကိုရှိဖို့လိုအပ်တယ်ဒါမှတာဒီကျွန်တော်တော်နိုင်အောင်မြင်ပါလိမ့်မယ်အဲ့ဒါလိုအောက်ခြေဖော်တင်းချင်းကိုဒီဖော်တင်းချင်းကိုကောင်းကောင်းချနိုင်မယ်ဟေ့ဆိုရင်ကျွန်တော်တို့တွေအပေါ်မှာစီးနှုံညီညွတ်မှုတည်ဆောက်ဖို့ဆိုတာအင်မတန်လိုအပ်ပါလိမ့်မယ်အဲ့ဒီအောက်ခြေဖော်တင်းချင်းတွေမခိုင်းလာဘဲနဲ့အာငါကတော့တိုက်ရင်မှုအာငါကတော့စစ်ကြောင်းမှုငါကတော့ viewer မှုအဲရက်ွက်ထဲတွားတော့ဗာရွာသားတွေကမလုပ်လေတနက်ကင်ကလူကြောက်ကလေဒါမြန်မာနိုင်ငံရဲ့ရိုးရာ ဟမ်ဘောင်းမရှင်ဝင်အောင်ကြောက်တယ်နော်အဲ့တော့ကိုယ်တနက်ကင်သားတို့ကြောက်တော့ဂုံမြူနဲ့ရှက်ချက်စရာကြီးတို့ထင်ငါတနက်ကင်သားတို့ငါ့ကိုယူတည်တာလားငါတနက်မရှိဘဲနဲ့ရောငါ့ကိုဒီလူတွေယူတည်မှလားငါတနက်ကင်သားတို့ငါ့ကိုယူတည်တာငါတနက်မရှိငါ့ကိုဒီလူတွေမယူတည်ဘူးဆိုအဲ့ဒါဆိုရှက်စရာကြီးဘွားရောက်နေလို့မှတ်လိုက်နော်ဒါတိုင်ရင်တော့ဘွားရဲဘော်ဒီအနေနဲ့ဟိုကြုံလို့ဒါကျွန်တော်ဆရာလောက်တာမဟုတ်ပါဘူး နော်တဘောတရားတွေတချို့တွေကြတော့ပညာရှိသတိဖြစ်ခဲ့ဖြစ်တတ်တယ်အလုပ်ငန်းတွေရဲ့ရှုပ်နေတဲ့အချိန်ခံစားချက်တွေရှုပ်နေတဲ့အချိန်မှာတို့အသွေးမျိုးတွေမသွေးတတ်ရင်လမ်းမဝါမှာဆိုလို့ကျောင်းသတိပေးတာပါတန်ဖိုးရှိနေခြင်းလို့ပါအဲ့တော့ရက်ွက်ထဲသွားလို့ပြည်သူကအယုတ်တွေပြုတာကိုအာငါစစ်ကြောင်းမှုငါတတ်ရင်မှုအာအဲ့ဒါကြီးကိုဂုံယူစရာလို့မထင်ပါနဲ့ဟုတ်တယ်မလားကျွန်တော်တို့ပြည်သူကဘာဖြစ်လို့အယုတ်တွေပြုတာလဲဟောတန်ဖိုးထားလို့လားကြောက်လို့လားကြောက်လို့အယုတ်တွေပြုခိုင်းရင်မျက်နှာကိုချီးနဲ့ပတ်တာကခံနိုင်လိုက်ပြီကျွန်တော်ကတော့ရှင်းရှင်းလေး ကျွန်တော်ကြောက်လို့အယူတည်ပြူတာကျွန်တော်ရှင်ကရပိုင်ခွင့်လိုချင်လို့အယူတည်ပြူတာကျွန်တော်တို့မလိုချင်ဘူးတကယ်စစ်မှန်တဲ့ခင်မင်မှုစစ်မှန်တဲ့လေးစားမှုနဲ့ယူတည်ပြူတာမျိုးပဲလိုချင်တယ်လိုအပ်ချက်ကြောင့်အကြောက်တရားကြောင့်အယူတည်ပေးတဲ့နေရာပေးတဲ့ဂါရဝပေးတယ်ဆိုတာကဒါစစ်မှန်တဲ့တန်ဖိုးမဟုတ်ဘူးအဲ့ဒါဟာဒီကိုယ်ကိုစော်ကားတာပဲကိုယ်နှိတ်ချခံရတာပဲဒါကိုအားလုံးရဲဘော်တွေအနေနဲ့တဘောပေါက်ဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်တို့တော်နိုင်ခက်မှန်မှန်ပြီးဖို့အတွက်အဲ့ဒီအောက်ခြေဖောင်ဒေးရှင်းတွေကိုခိုင်မယ်ဆိုရင် ်အပေါ်မှာတိုင်ရင်တက်ဖွဲ့အချင်းချင်းစီးလုံးမယ်ဟောအခုအညာတက်မှာနော်အညာတက်ပေါင်းစုတွေပေါ်လာပြီမြေကြံပတ်တိုက်ကားဖွဲ့နော်ညီလေးမိုက်ခဲပြောရတဲ့စကားတွေနော်ကိုစိုးအောင်တို့ဗတ်စိတ်တွေအကုန်ခွာပစ်တယ်ဘာလို့လဲတိုင်ရင်တက်ဖွဲ့ဗတ်စိတ်တွေခွာပြီးတော့နော်အင်တာဗျူးတွေမှာတွေ့မှာပါနော်အညာမှာဒီမြေကြံပတ်တိုက်ကားကြားမဲတို့ဖွဲ့ဘုံမိုက်ခဲတို့အဖွဲ့အပါဝင်အညာတက်ပေါင်းစုတွေဖွဲ့စည်းကြတယ်ကိုယ့်ရဲ့တိုင်ရင်တက်ဖွဲ့ဗတ်စိတ်တွေအကုန်ခွာပစ်တယ်တက်ပေါင်းစုရဲ့ဗတ်စိတ်ကပ်ပြီးတော့ငါတို့ဟာ ဘယ်တိုက်ပွဲကိုဖော်ဆောင်ဖော်ဆောင်ဒါတိုက်ပွဲစုဆိုတဲ့စိတ်ဓာတ်ကိုထားရမယ်ဆိုတဲ့တန်လိမ့်ဆန်နဲ့လှုပ်တဲ့ခေါင်းဆောင်တွေအားလုံးကိုကျွန်တော်တို့တကယ်ကိုဂုံယူတယ်လေးစားအားရတယ်တက်တက်တယ်နော်အဲ့ဒါလို့ဖြစ်ကမှာဒါတော်လိုင်းရေးဓမ္မကောင်းနော်ကျွန်တော်တို့တွေကြံမြင့်ခဲ့တဲ့ခြေရာတော်တိတ်ခါရှိရမယ်ဆိုတာအဲ့ဒါလို့လှုပ်ရက်တွေကပဲပိုက်ဖြတ်မှာနော်အဲ့တော့ကျွန်တော်တို့နိုင်ငံအောင်မြင်ဖို့အတွက်ဒီနိုင်ငံလွတ်မြောက်ဖို့အတွက် ကျွန်တော်တို့လုံနေတဲ့သူတွေကတော့အပင်မခံရမှာပဲမတိတတ်တော့မလုံတဲ့သူတွေကိုလည်းလုံလာအောင်ကျွန်တော်တို့နီးမျိုးစုံနဲ့စီးလုံးရမယ်ဒိန်းတွင်းရမှာဘာဖြစ်လို့ကျွန်တော်တို့မအောင်မြင်လို့မရအောင်မအောင်မြင်ဒီတိုင်းပြီးပြက်မှာအခုတော့ဘယ်တော့နှိမ့်ညံ့နေပြီလဲနော်အဲ့တော့အောင်မြင်အောင်လုပ်ရမယ့်ပွဲမှာကျွန်တော်တို့ဘလို့လမ်းကြောင်းတွေချင်းကပ်ပြီးလုံလို့ရမလဲဆိုတော့လူတိုင်းတိဖို့လိုတယ်ဖောက်ပြန်လာတဲ့လူမျိုးရှိလို့ချင်းနဲ့ပြက်ပြက်သားသားကန့်ထုတ်ဖို့လိုတယ်ဒါကျွန်တော်ဖောက်ပြန်တဲ့ကျွန်တော်မထားပါနဲ့တော်လိုင်းတိုင်းဝိုင်းမှာတခါတည်းပြောတာပေါ့တော်လိုင်းရေးအတွက်ဖောက်ပြန်တဲ့လူတယောက်ကနေအပုပ်နှံ့ကိုနောက်ထပ် ခူစင်လိုက်ပြီးတော့တော်လန်ရေးအားလုံးပြက်စီးဖို့ဝင်မလေးပါဘူးအဲ့တော့ NG မှာဥဆောင်နေတဲ့လူတွေကစပြီးတော့အောက်ခြေပြည်သူတယောက်ချင်းစီကြည့်နော်ကျွန်တော်ဖောက်ပြန်တဲ့လူကိုတော့လုံးဝလက်ခံလို့မရပါဘူးကျွန်တော်ဖောက်ပြန်ကျွန်တော်ဖယ်ထုတ်ပါဘယ်သူပဲဖောက်ပြန်ဖောက်ပြန်ညနာလိုက်ဘက်လိုက်ကျွန်းမထားပါနဲ့အားလုံးဖယ်ထုတ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့တော်လန်ရေးချိန်နေအောင်ပါ